မင်္ဂလာပါရှင်11ရုပ်တန်ရဲ့စွန်လောက်၄ရက်နေ့ညပိုင်းသတင်းတိုင်းထွန်းမှုစီစဉ်စတင်မှာတော့မယ်ဒီကနေ့မှာတင်ဆက်ပေးမယ့်သတင်းတွေကတော့ကြောင်ကုန်းမြို့နယ်တွင်ခီးတဲ့တင်ရင်တစီလမ်းဘေးတစ်ပင်ကိုဝင်တိုက်မိပြီးရင်မောင်းတည်ဆုံးက၁၁ဦးတန်ရရတဲ့သတင်းမြန်မာနိုင်ငံအတွင်းသို့တရားမဝင်ဝင်ရောက်လာတဲ့ဖိလစ်ပိုင်နိုင်ငံသား၁ဦးနဲ့ဂါနာနိုင်ငံသား၂ဦးအားထပ်မံထိန်းသိမ်းနိုင်ခဲ့တဲ့တောင်ကိုရီးယားသမ္မတရွေးကောက်ပွဲမှာတိုက်ခန့်ခေါင်းဆောင်လီဂျေမြောင်နိုင်ရပြီးသမ္မတတာဝန်တန်းယူတဲ့တဲ့ နျူကလ িয়ার သဘောတူညီချက်အရအီရန်ကိုယူရေနီယံတန့်စင်ခွင့်ပြုမှာမဟုတ်ဘူးလို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ပြောကြားတယ်တဲ့။စပါတင်ကောင်းဆောင်ဆိုဟောင်မီကိုခေါ်ယူဖို့ဆော်ဒီကလပ်တွေအပြိုင်စိတ်ဝင်စားနေရတဲ့တဲ့။အစားရှိတဲ့များကိုတင်ဆက်ပေးတော့မှာပါ။ဥဆောင်တဲ့တပုတ်အနေနဲ့ကြောင်ကုန်းမြို့နယ်မှာခီးတဲ့တဲ့ရင်တစီလမ်းပေးတစ်ပင်ကိုဝင်တိုက်မိပြီးရွှေမောင်းတေဆုံးက၁၁ဦးတရားရတဲ့တဲ့ကိုတင်ဆက်ပေးပါမယ် ေရရီတိုင်းကြောင်းကုန်းမြို့နယ်မှာခီးတဲ့တဲ့ရင်တစီလမ်းပိသစ်ပင်ကိုဝင်တိုက်မိပြီးရင်မောင်းတေဆုံက၁၁ဦးထံရရှိခဲ့ကြောင်းမြန်မာနိုင်ငံမိသက်တဖွဲ့ကထုတ်ပြန်ပါသည်ဇွန်လ၄ရက်နနက်9:15မိနစ်ခန့်တွင် AR တိုင်းဒေသကြီးကြောင်းကုန်းမြို့နယ်ဒဲကုန်းကျေးရွာမိုင်းတိုင်အမှန်89မြင်းဆောင်ခနမိုင်မှာကြုံပြော်မှရန်ကုန်သို့မောင်းနှင်လာတဲ့ခီးသေးရင်တစီလမ်းပီးသို့ထိုးကြပြီးတပ်ပင်ကိုဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်းထုတ်ပြန်ကြေညာသိရပါသည်။ အဆိုပါရေတိုက်မှုကြောင့်ရွှေမောင်းမျိုးသားတအူသေဆုံးခဲ့ပြီးရင်ဘော်ပါခီးတဲ့ဆက်တအူထိခိုက်ဒဏ်ရာရှိခဲ့က၎င်းတို့အားចောင်းကုန်းလူငယ်နာရေးကူညီမှုအသေးရင်နဲ့ចောင်းကုန်းပြည်သူစေယုံတို့ကူညီပို့ဆောင်ခဲ့ကြောင်းမြန်မာနိုင်ငံမိသားစုဖွဲ့ထံမှသိရပါသည်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မြန်မာနိုင်ငံတွင်းသို့တရားမဝင်ဝင်ရောက်လာတဲ့ဖိလစ်ပိုင်နိုင်ငံသား၁၀ဦးနဲ့ဂါနာနိုင်ငံသား၂ဦးအားထပ်မံထိန်းသိမ်းနိုင်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံတွင်းသို့တရားမဝင်ဝင်ရောက်လာတဲ့ဖိလစ်ပိုင်နိုင်ငံသား၁၀ဦးနဲ့ဂါနာနိုင်ငံသား၂ဦးအားထပ်မံထိန်းသိမ်းနိုင်ခဲ့ကြောင်းသိရပါတယ်။တနင်္ဂနွေပါဝင်အင်းကြီးချင်းနိုင်ငံချိုးကိုတဆင့်ကံဖျက်တမ်းပြီးမြန်မာနိုင်ငံအတွင်းသို့နေဆက်လမ်းကြောင်းများမှတဆင့်တရားမဝင်ဝင်ရောက်လာပြီးကရင်ပြည်နယ်မြောက်ရီမြို့မေထော်တလီနေမြေမှာ အွန်လိုင်းလောင်းစားမှုများအွန်လိုင်းလိလဲမှုများဒူးစိုင်းမှုများကျူးလွန်ခဲ့ကြတဲ့ဖိလစ်ပိုင်နိုင်ငံသား10ဦးနဲ့ဂါနာနိုင်ငံသား2ဦးစုစုပေါင်း12ဦးကိုဇွန်လ3ရက်နေ့မှာထပ်မံထိသိမ်းနိုင်ခဲ့ကြောင်းသိရပါသည်။အဆိုပါစစ်ဆေးဖော်ထုတ်ထိသိမ်းနိုင်ခဲ့တဲ့ပြည်ပနိုင်ငံသားများအားသက်ဆိုင်ရာနိုင်ငံများသို့အငြင်းဆုံးပြန်လည်လွှတ်ပြောင်းပေးရမှာဖြစ်ပါသည်။ 2025ခုနှစ်ဇန်နဝါရီလ30ရက်မှဇွန်လ3ရက်အထိမြန်မာနိုင်ငံအတွင်းသို့တရားမဝင်ဝင်ရောက်လာတဲ့ပြည်ပနိုင်ငံသားစုစုပေါင်း9134ဦးစစ်ဆေးဖို့ထုတ်ထိမ့်သိမ်းနိုင်ခဲ့က၎င်းတို့နဲ့မှာ8699ဦးကိုဒဏ္ဍာရီမှတဆင့်သက်ဆိုင်ရာနိုင်ငံများသို့ဥပဒေလုံထုံးလုံနည်းများတဲ့အညီစနစ်တကျပြည်နယ်လွှဲပြောင်းပေးခဲ့ပြီးကြန့်ရှိတဲ့ပြည်ပနိုင်ငံသား415ဦးကိုသက်ဆိုင်ရာနိုင်ငံများသို့လွှဲပြောင်းပေးရန်အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့်၎င်းတို့ကိုကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိကြောင်းသိရပါတယ်။ဆက်လက်ပြီးတောင်ကိုရီးယားသမရရွှေကောက်ပွဲမှာအတိုက်ခံကောင်းဆောင်လီဂျေမြောင်နိုင်ရပြီးသမရတာဝန်တန်းရွယ်တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။တောင်ကိုရီးယားနိုင်ငံမှာဇော်လာ3ရက်ကလျှက်တပြည့်ကျင်းပတဲ့သမရရွှေကောက်ပွဲမှာအတိုက်ခံ Liberal Party မှလီဂျေမြောင်ကအနိုင်ရရှိသွားပါတယ်။ရွှေကောက်ပွဲကော်မရှင်ကအနိုင်ရသူကိုတရားဝင်အတည်ပြုပြီးရတဲ့နောက် ခေါင်းဆောင်တဲ့ကအတင်ကူပြောင်းကာလာနှစ်လဆောင်းပြီးမှအုပ်ချုပ်ရမှာဖြစ်ပေမဲ့လေမနစ်ကဒီဇင်ဘာတွင်မာရှယ်လော့ဆက်အုပ်ချုပ်ရဲ့အမိန့်ကျညာပြီးနိုင်ငံစုပူစည်းခဲ့မှုနဲ့ယာတူးမှဖိရှားခံလိုက်ရတဲ့တမရဟာယွန်းစောယိုရဲ့လိလက်နေတဲ့နေရာကိုဖြည့်ဆည်းရန်ဇွန်လ၄ရက်မှာပင်တမရတာဝန်ကို စတင်ယူလိုက်ပြီးဖြစ်ပါတယ်။ ဆိုရှိအမျိုးသားလွှတ်တော်မှာပြုလုပ်တဲ့ကျန်းချိန်ပွဲသို့သမရသစ်လီချေမြောင်ကဇနီးတဲ့နဲ့တူတက်ရောက်လာပြီးကျန်းချိန်ပွဲမိကုံးမှာလီက၎င်းတာဝန်ယူမဲ့၅နှစ်အတွင်းအဓိကဖော်ဆောင်မဲ့ policy များကိုတင်ပြခဲ့ပါသည်လီကမြောက်ကိုရီးယားရဲ့နျူကလ িয়ার အနေနဲ့စီးရီးရန်စားမှုများရှိလာရင်ပြင်းပြင်းထန်ထန်တုံ့ပြန်သွားမှာဖြစ်ကြောင်းဒါပေမဲ့မြောက်ကိုရီးယားနဲ့ဆက်သွယ်ရေးလမ်းကြောင်းတို့ကိုဖွင့်ထားမှာဖြစ်ပြီးညှိနှိုင်းနိုင်တဲ့ကိုရီးယားကျွမ်းဆွယ်ငြိမ်းချမ်းရေးကိုတည်ဆောက်မှာဖြစ်ကြောင်းပြောကြားခဲ့ပါသည် ဒါအပြင်တောင်ကိုရီးယားအမေရိကန်ဂျပန်သုံးနိုင်ငံမိဖက်ပူးပေါင်းရေးကိုမြှင့်တင်သွားမှာဖြစ်ကြောင်းလည်းလီကပြောပါရယ်တောင်ကိုရီးယားလူဦးရေ50တန်းကျော်ရင်းမဲပေးခွင့်ရှိသူ44သန်းမှ39သန်းရှိပြီး80ရာခိုင်နှုန်းနီးပါးပါဝင်မဲပေးခဲ့ကြက1998ခုနှစ်နောက်ပိုင်းသမရရေကောက်ပွဲတစ်ခုကိုပြည်သူအများဆုံးပါဝင်မဲပေးမှုဖြစ်ပါရယ်သမရဟောင်းရုံးစော့ယိုကလီဦးဆောင်တဲ့ပါလီမန်ရဲ့ဆွဆွဲပြစ်တင်မှုခံရပြီး AP မှာဖွဲ့စည်းပုံခြေခံဥပဒေခုံရုံးကသမရဟောင်းကိုယာတုမှဖယ်ရ ရှားလိုက်ပါတယ်။ငါးနှစ်သမရသက်တမ်းရဲ့၃နှစ်မပြည့်မီမှာပဲရွန်းစောယိုဖြိုးချခံလိုက်ရပြီးလျှက်တပြက်ရေကောက်ပွဲဖြစ်လာခဲ့ပါတယ်။လီဟာအဂတိလိုက်စားမှုပါဝင် အခြားဆွဲချက်များဖြင့်အမှုရင်းဆိုင်စရာများရှိပေမဲ့လည်းနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေအရလက်ရှိတာဝန်ထမ်းဆောင်နေတဲ့သမရအားတရားစွဲဆိုခြင်းမှကင်းလွတ်ခွင့်ပေးထားတဲ့အတွက်လီဂျင်မြောင်လက်ထက်မှာအဲ့ဒီလိုစစ်ဆေးစီရင်မှုများရပ်သွားနိုင်ခြင်းရှိပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ နျူကလ িয়ার သဘောတူညီချက်အရာအီရန်ကိုယူရေနီယံတပ်ဆင်ခွင့်ပြုမှာမဟုတ်ဘူးလို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ပြောကြားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကရန်သူနိုင်ငံများဖြစ်တဲ့အမေရိကန်နဲ့အီရန်တို့ရဲ့နျူကလ িয়ার သဘောတူညီချက်အရာအီရန်အားယူရေနီယံတပ်ဆင်မှုကိုခွင့်ပြုခြင်းအားဇွန်လ2ရက်နေ့မှာပယ်ချခဲ့ပါတယ်။ အီရန်ကမှနျူကလ িয়ার စွမ်းရည်သုံးဓာအပိစက်ရုံအတွက်နျူကလ িয়ার ကိုငြင်းချမ်းတဲ့နည်းနဲ့အသုံးပြုခြင်းဖြစ်တယ်လို့ကောက်ွယ်ပြောဆိုခဲ့ပါတယ်။ယူရေနီယံသက်ဆင်မှုဟာအမေရိကန်နဲ့အီရန်တို့အပီလာကလေးကဆွေးနွေးခဲ့တဲ့နျူကလ িয়ার ဆွေးနွေးပွဲများတွင်အဓိကအချက်ဖြစ်ပါတယ်။ ဖြစ်လာနိုင်စရာရှိတဲ့သဘောတူညီချက်အရယူရီဒီယန်တန့်စင်တာမှတ်သမားကိုကျွန်တော်တို့ကခွင့်ပြုသွားမှာမဟုတ်ပါဘူးလို့ထရန်ကသူ့ပိုင်းနဲ့ True Social မှာရေးခဲ့ပါတယ်။ဝါရှင်တန်ရဲ့ကန့်လန့်မှုကြောင့်အီရန်အနေနဲ့နျူကလ িয়ার လောင်စာချုပ်ကိုတန့်စင်ဝင်ရလိမ့်မယ်လို့ SEO သတင်း website ကသတင်းဖော်ပြခဲ့ပြီးတဲ့နောက် Trump ကထပ်ပါတိုင်းရေးသားတိုက်ခြင်းဖြစ်ပါသည်။ Trump ကအီရန်နဲ့စရင်းမှုများလှုပ်ဆောင်ရာတွင်ထပ်ပေါက်မရှိတဲ့အခြေအနေများဖြစ်လာခြင်းအတွက်သူ့ရဲ့ရှေ့ကတာဝန်ထမ်းဆောင်ခဲ့တဲ့သမ္မတဂျိုးဘိုင်ဒန်ကိုပြစ်တင်ခဲ့ပြီး Biden နေနဲ့အီရန်တို့နျူကလ িয়ার သက်ဆင်ခြင်းကိုရခိုင်ကလေးကရက်ဆိုင်ခဲ့တယ်လို့ပြောကြားခဲ့ပါသည်။ အမေရိကန်ကအီရန်ထံပေးပို့ခဲ့တဲ့နောက်ဆုံးအဆိုပြုချက်တွင်အီရန်မြေမှာအီရန်ကိုပမာဏနယ်ပါတဲ့ယူရေနီယံတပ်ဆင်မှုကိုခွင့်ပြုမယ်လို့ SCO သတင်းဝက်ဆိုက်ကဖော်ပြခဲ့ပါတယ်။တပ်ဆင်မှုလုံဆောင်ရမယ့်အချိန်ကာလကိုမူဆုံးဖြတ်ရခြင်းမရှိသေးဘူးလို့ဆိုပါတယ်။အီရန်အနေနဲ့မိမိတို့ရဲ့နျူကလ িয়ার စစ်ဆေးများကိုဖုံးကွယ်ထားစရာမရှိဘူးလို့ပြောကြားထားပါတယ်။အီချင်းပြတော်ကိုင်ရိုမှာ အီရန်နိုင်ငံသားရေးဝန်ကြီးအဘတ်အာရချီကကုလသမဂ္ဂနျူကလ িয়ার စောင့်ကြည့်ရေးဖွဲ့ရဲ့အကြီးအကဲရာဖီကရော့စီနဲ့တွေ့ဆုံခဲ့ရရင်ပြောကြားခဲ့ရာအီရန်ရဲ့ငြိမ်းချမ်းတဲ့လှုပ်ဆောင်မှုတွေကိုပိတ်ပင်ဖို့ရှင်းမန်းထားမယ်ဆိုရင်တော့အဲ့ဒါကဘာသဘောတူညီချက်ကိုမှရရှိမှာမဟုတ်ဘူးဆိုတာသိကြပါတယ်လို့ပြောကြားခဲ့ပါတယ်။ ။နောက်ဆုံးသတင်းဒီပုတ်အနေနဲ့စပါတင်ကောင်းဆောင်ဆော်ဟောင်းမင်းကိုခေါ်ယူဖို့ဆော်ဒီကလပ်တွေအပြိုင်စိတ်ဝင်စားနေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စပါတင်ကောင်းဆောင်ဆော်ဟောင်းမင်းဟာအခုတွေ့ရသည့်အပြောင်းရွှေ့ဈေးကွက်မှာအသင်းကနေထွက်ခွာဝယ်ရှိနေပြီးသူ့ကိုခေါ်ယူဖို့ဆော်ဒီကလပ်တင်းတွေကအပြိုင်စိတ်ဝင်စားနေတယ်လို့သိရပါဗျ။ ရင်သတင်းစာ Deadly Craft ရဲ့ဖော်ပြချက်အရ Sparta ဟာ Europa League Plus ကိုရယူပြီးတဲ့နောက်အသင်းကိုပြန်လည်တည်ဆောက်ဖို့စီစဉ်နေပြီး အသက်30နှစ်အရွယ်တန်ဂိုရီယာတင်ကောင်းဆောင်ဆွန်ဟောင်မင်းအနေနဲ့အသင်းကထောက်ခွာရဝယ်ရှိနေရလို့သိရပါတယ်ဆွန်ဟောင်မင်းဟာ2015နှစ်ရာသီမှာလီဗာကူဆီတင်းကနေစပါတင်းစီကိုပေါင်22တန်းနဲ့ပြောင်းရွှေ့လာခဲ့ပြီ အသင်းအတွက်ဆယ်စုနှစ်တခုတာကာလအတွင်းပြိုင်ပွဲစုံ454ပွဲမှ183ခုအတွင်းကဂိုးဖန်တီးမှု113ချိန်ထိပြုလုပ်ထားတာပါ ဆွန်ဟောင်မင်ဟာ2023ခုနှစ်မှာစပါတင်းရဲ့တင်းကောင်းဆောင်ဖြစ်လာခဲ့ပြီးပြီးခဲ့တဲ့မေလကယူရိုပါလီဖလားကိုရရှိခဲ့ကာကလပ်ကစားသမားဘွားတစ်ယောက်ပထမဆုံးစုဖလားကိုရယူနိုင်ခဲ့ပါတယ်။ဒါပေမဲ့စပါတင်းရဲ့အနာဂတ်စီမံကိန်းတွေကြောင့်ဆွန်ဟောင်မင်အနေနဲ့အခုနေမှာအတင်းကထွက်ခွာရဝယ်ရှိနေပြီးသူ့ကိုခေါ်ယူဖို့ဆော်ရီကလပ်အတင်းတွေကအပြိုင်ဆက်ဝင်စားနေရလို့ The Telegraph ကဖော်ပြခဲ့တာပါ။ ဆွန်အောင်မင်းဟာပြီးခဲ့တဲ့ရာသီကမှစပါတင်နဲ့2026ခုနှစ်အထိစကြဝဠာတန်းတိုးထားတာကြောင့်စပါတင်အနေနဲ့သူ့ကိုအခုနေမှာရောင်းချမယ်ဆိုရင် ပြောင်းရွှေ့ခြင်းရရှိမှာလည်းဖြစ်ပါတယ်။11ရက်တည်းရဲ့ညပိုင်းသတင်းများကိုတင်ဆက်ပေးကြတာပါ။ကြည့်ရှုနားဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။မင်္ဂလာရှိသောညချမ်းချိန်ခါလေးဖြစ်ကြပါစေရှင်။